စိတ်ချယောဂအတော်လေးကြောက်စရာခုနှစ်ယောဂတခုပါအထူးသဖြင့်အချို့ချင်များပြီးအရာအလုံးစနစ်တခုအောင်မှာပုံသွင်းထားတဲ့ကိုရီးယားအိုင်ဒေါ်တွေဟာစိတ်ပိုင်းဆိုင်ရာပြဿနာတွေအများကြီးကြုံရလေရှိပြီးစိတ်ချယောဂရဲ့တားကောင်းလေးဖြစ်သွားချလေရှိပါတယ်ဒီနေ့မှာတော့စိတ်ချယောဂကြောင့်လောကကြီးကိုအသက်ငယ်လေးနဲ့ရှုံးပြသွားခဲ့ကြတဲ့အိုင်ဒေါ်တွေအကြောင်းကိုတင်ဆက်ပေးသွားပါမယ်နံပါတ်1 Shining ဖွင့်ဝင်ကြောင်းယောကီပိုးရဲ့အတော်ဆုံးအဆူရောစင်းနဲ့ပါတယ်လို့ချင်းကောင်းတွေအများကြီးပါကိုရင်ရေးခဲ့ကြတဲ့အကြောင်းဟာချစ်သူထားရဲ့ကိစ္စပါဝင်အခြားကြောင်းရင်းတွေကြောင့်လူတို့ရဲ့မုန်းတိမှုအခြေ င်ကြားကြီးခန်းစားခဲ့ရသူပါသူဟာအနုပညာရှင်တွေဖုံးခွဲထားတဲ့ကြားရဲ့လိန်တူချစ်သူတွေနဲ့ပတ်သက်ပြီးပါသူ့ရဲ့သဘောထားကိုပွင့်လင်းခဲ့သူဖြစ်တာကြောင့်တိုက်ခိုက်မှုတွေအများကြီးခံခဲ့ရပါတယ်စိတ်ချယောဂနဲ့ပတ်သက်ပြီးအားပေးတဲ့တခြင်းတွေကိုရရေးခဲ့ပြီးမြဲ2019မှာတော့အကြောင်းရင်းတယောက်သူချစ်ရတဲ့ပြစ်သက်တင်နဲ့မိသားစုတွေကိုထားခဲ့ပြီးကိုကိုကိုအဆုံးစီရင်သွားခဲ့ပါတယ်2019မှာသူဟာတာမန်အခန်းတစ်ခုမှာကြောင်မီတွေးတွေကိုဒေပြားတစ်ခုပေါ်မှာရှူပြီးထွက်လာတဲ့အစိမ့်ငွေတွေရှူရင်းတတိလျာကနေဆုံးပါသွားခဲ့တာပါဆုံးပါသွားချိန်မှာသူဟာ28နှစ်ပဲရှိသေးရဖြစ်ပါတယ် နမနဲ့စောလီအပြုံးလလလေးရှိပြီးတော့မြန်မာပြည်သက်တွေကရင်ခုန်နေချတိတ်ဆွေစကားကနေရင်းနှီးကြရဲ့စောလီယာဆိုရင်လဲစိုးရလာတဲ့တိုက်ခိုက်မှုတွေကိုခါစီခံနေရသူပါအချီးကိစ္စကိုပေါ်တင်ချတာမှုအပြင်စောလီယာနိုပရာတီဆိုရဲမြို့သမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးပေါ်တင်လုံဆောင်ပြောဆိုတာတွေရှိတာကြောင့်လူတွေကသူ့ကို မုန်းကြီးတဲ့မျက်ချက်တွေအများကြီးပေးခဲ့ကြပါတယ်အွန်လိုင်းပေါ်တိုက်ခိုက်မှုတွေကြောင့်သူဟာစိတ်ရောဂါရနေကြောင်းဖွင့်ပြမှုတွေအပြင်ပြောခဲ့တဲ့သူတွေကိုအရေးယူဖို့လိုအပ်ကြောင်းနဲ့အမှုပညာရှင်တွေရင်ဆိုင်ရတဲ့စိုက်ဘာဘူးလီရဲ့အကြောင်းကိုအများကြီးပြောခဲ့တယ် ူပါဒါပေမဲ့ဆော်လီယာသူကိုယ်တိုင်လက်မုန်းတိမှုတွေကြောင့်သူ့ရဲ့နေဒုတိယချက်မှာပဲကျူးဆဲချသွားခဲ့ပြီးဆုံးပါသွားခဲ့ပါတယ်တည်တန်းဆောင်လိုမျိုးရေးထားတာမရှိပေမဲ့ဆော်လီယာသူယုံကန်နေရတာကိုလူတွေသိအောင်နီလန်မျိုးစုံနဲ့ပြတ်သားဖို့ကြိုးစားခဲ့တယ်လို့စိုက်ဘာဘူလင်းတွေကဘယ်လောက်ထိဖြစ်သွားရဲဆိုတာကိုပါအသက်နဲ့ရင်းမြစ်တက်တည်ပြသွားခဲ့တာပါနံပါတ်3ဂူဟာရာကာရာဖော့ဝင်တုံးဖြစ်ပြီးစိတ်ထားကောင်းလို့နေလို့နာမည်ကြီးရဲ့ဂူဟာရာတကယ်ကိုနှိရှိစိတ်ဆင်းရဲမှုတွေကိုကြုံနေရသူပါသူကဆော်လီနဲ့အရင်နှီးဆုံးတကယ်ချင်းဖြစ်ပြီးတော့ဆော်လီလိုပဲအွန်လိုင်းတိုက်ခတ်မှုတွေကိုနှိရှိခံခဲ့ရ သူပါကိုဟာရာချစ်တူမောင်စီကနေဆက်စတိတ်နဲ့ပတ်သက်ပြီးနှစ်အကြာကြီးချင်းချောက်ခံနေရပြီးအိမ်တွင်းအကြံဖတ်မှုကိုပါနှစ်ရှည်တိခံခဲ့သူပါသူကိုယ်တိုင်ဖွင့်ပြောပြီးချစ်တူဟောင်းတရားဆွဲကိုထုတ်ပြောလာချိန်မှာအိုက်ဒေါ်ဖြစ်ပြီးချစ်တူထားတဲ့အပြင်ဆက်စတိတ်ပါရိုက်ထားတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့သူ့ကိုပါဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်2019မေလမှာတရားရင်ဆိုင်နေရင်ဟာရာတက်တေကိုစူးစမ်းကြည့်ပြီးမှမအောင်မြင်ခဲ့ပါဘူးဒါပေမဲ့စောလီဆုံးပါပြီးတလားကြာနိုဝင်ဘာမှာတော့ဟာရာကသူ့မဝေဖန်အဖြစ်တင်ခဲ့တဲ့လောကကြီးကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။ကိုယ်လုံချိန်မှာသူ မ28နှစ်ပဲရှိသေးတာဖြစ်ပြီးတော့သူခံစားခဲ့ရတဲ့စိတ်တက်ကြခြင်းအဓိကတရားခံဖြစ်တဲ့ချစ်သူဟာတော့ထောင်တန်တစ်နှစ်ပဲကြာခံရပြီးလွတ်မြောက်သွားခဲ့ပါတယ်။နံပါတ်၄မွန်ဘင်း 2023ရဲ့ထိတ်လန့်စရာအကောင်းဆုံးသတင်းတစ်ခုဖြစ်ခဲ့တဲ့ Astro ဖွဲ့ဝင် Moment ဆုံးမသွားတဲ့တဲ့င်ဟာ K-pop ပြည်သက်တွေတော်တော်များများကိုထိတ်လန့်စေခဲ့ပါတယ်။ Moment ဟာ K-pop အတိုင်းဝိုင်းမှာအတော်လေးလူချစ်လူခင်များရတဲ့သူဖြစ်ပြီးအဖွဲ့အထွက်လည်းအကူရတဲ့အကူတယောက်ပုံစံရှိသလိုမြန်မာလေးဖြစ်သူကိုလည်းအတော်လေးခရီးဆိုင်တာကြောင့်စံပြအကူကောင်းတယောက်ဖြစ်နာမည်ကြီးသူပါ။ Show တစ်ခုမှာ Moment ဟာ Idol တွေဂျုံခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအကြောင်းနဲ့သူကိုယ်တိုင်နဲ့ကြုံတွေ့ဖို့ပြီးကြိုးစားကြုံလာနေကြောင်းပြောခဲ့ပူပါတယ်။တရားဝင်ထုတ်ပြန်တာချင်းမရှိပေမဲ့ Moment ဟာအဆုံးစီရင်သွားတာဖြစ်ကြောင်းရေစကဲဘက်ကနေပြော ုပ်ခဲ့ပါတယ်။ UTS ဇလုံးနဲ့မွန်မေးရဲ့ထုတ်ကွန်မှုကသူနဲ့ရင်းနှီးရဲ့ idol ပါဝင်မိသားစုပြည်သက်တွေအတွက်အတော်လေးကိုထိခိုက်မှုဖြစ်သွားခဲ့တဲ့အပြင်တချို့ idol တွေဆိုရင်အနားယူလိုက်ရတဲ့အထိတည်ရမှုရှိခဲ့တာပါ။မွန်မေးဟာသူ့ကွယ်လွန်သွားချိန်မှာ28နှစ်ပဲရှိသေးရဖြစ်ပါတယ်။ဒီ idol တွေဟာလူဘဝတစ်တန်းရဲ့တဝက်နီးပါးတော့မနေလိုက်ရပဲဆုံးမသွားခဲ့ရသူတွေပါ။အများစုဟာ online ကနေတိုက်ခိုက်တဲ့အမုန်းစကားတွေနဲ့ဝေဖန်မှုတွေကြောင့်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရပြီးနောက်ဆုံးမှာသူတို့ဘာသာပဲလွတ်မြောက်သွားမယ်လမ်းကိုရွေးချယ်သွားခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့ပြည်သက်တွေအတွက်တော့ဘယ် တော့မှပြန်မထွက်နိုင်တော့တဲ့ idol တွေကိုလွှမ်းနေရင်ချန်နေခဲ့ရတယ်လို့အခုထိလည်း online ပေါ်မှာအမုန်းစကားမချက်တဲ့ကိုဂယုမဆိုင်ပဲပြောနေရင်းနေကြတဲ့သူတွေရှိနေကြပါသေးရဲ့